ဆိုင်ဆရာနီကိုရဲ့တိခက်ငါဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်းကိုတော်တော်ရိုးတယ်နေပဲတောဆန်လိုက်တာကွာကားပြီးလေလျှော့တာတော့တော့မင်းတို့တောင်ကတိုင်မင်းမနေဘူးတိလားစိုးချိန်စကားကြောင့်ဆလင်းကြီးရွာရဲ့ဟိုဘက်မှာနေတော့မြန်ဘူးကကားကိုဆက်ခနေထောင်ပြီးအေးအဲ့ဒါငါပြီးတယ်ကြယ်မယ်စိုးချိန် အရေးကြီးတာကဒီကောင်ဒုက္ခရဖို့နဲ့မင့်ကောင်မလေးပါမသွားဖို့ပဲမဟုတ်လားမာဖြူရာရတော့ဟုတ်ပါတယ်ကွာနီးဖြူရာရမင်းတို့မှားတယ်ငါဒီကောင်ပစ္စည်းပစ္စည်းရတွေနဲ့မပတ်သက်ချင်ဘူးဒီကောင်ကိုပဲတီးတက်မဲ့ဒုက္ခရောက်စေချင်တာမဟုတ်ဘူးဆိုချင်ငါရမေဆိုးတို့ကုညီတောင်းပါသေးတယ်ကွာမေဆိုးတို့ပြောတဲ့စကားအရသူကတိခက်ကိုရွှေတုံပြောက်ခေါနေတာတဲ့ငါတို့လောက်တာကိုမေဆိုးနဲ့ချောဆူကသူတို့ညံနေကဲလာတာမင်းကန်ကောင်းနေမဲ့ဆိုချင်မကြည်နဲ့ရင်ချောဆူနဲ့မေဆိုးကိုမေးကြည့် အောင်ခန့်ကခက်တင်နေပြောသည်မျက်စွေကတော့ဘာမှမပြောမနေ့ပြန်သူ့ချက်ပြုတ်တောင်းဝင်ကြသဖြင့်ရှိသမျှငွေနှင့်အစဉ်ပြေအောင်ခေါင်းစားနေဟန်တူသည်ငါဟာတိခက်ဟင်အဆောင်ထိလိုက်လာရသလားဟုတ်တယ်မလိုက်လို့မမရပဲမနေ့ကငါ့လိုလို့ကတော်တော်ဆိုးတယ်တိခက်ပြောထားတယ်ဒီကောင်ဒုက္ခမပေးပါနဲ့လို့ ဒီကဖေဖေကိုပြောရင်ရှုပ်ကုန်မယ်နော်တိခက်ကဖေဖေနဲ့ရင်ဆိုင်ခြင်းမူတိခက်တောင်းဝင်ယူပါရဲငါရဲ့ဒီကအောင်ဘာမှမလုပ်ပါနဲ့ဖေဖေတိပိုင်းမလွယ်ဘူးငါဒီကိစ္စရက်တန်းရက်ပါဆိုချင်ကောင်းကင်ဆိုင်ကြသွားသည်ကုမာဟုကောင်ကြံနေပါဒီကောင်လောက်တာပါလို့လည်းသူကမပြောချင်တော့သူ့ရင်ထဲမှာစူကနေသည်မနေ့ကကိစ္စသူ့သဘောမတူပါသို့တော်တိခက်ကသူ့ဆောင်တီလိုက်ခါပြောနေမိဟုတော့မထင်ရင်ထဲမှာမကား တိခဲအဲ့ကိစ္စဒီဒီကဘာမှပြည်ဘူးငါငါတို့ဟင်အောင်ခန့်တော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 ်မင်းမင်းဆက်ပြောကြမလို့ကိုတောင်းမယ်နဲ့တိခဲအဲမင်းငါ့ကိုမုန်းချင်မုန်းလိုက်တော့တိခဲဒါကိုကြံမယ်အရင်နာနာနဲ့ကြည်နေရတာတဲ့ဆိုင်ရင်ဆိုပြီးလုံမိတာပါအဲ့လိုမဟုတ်ဘူး90ကောင်ရဲ့တိခဲပြောတာအဲ့ကောင်ဒုက္ခပေးလိုက်ရင်အဲ့ကောင်ကသူ့အဖေနဲ့နားပေါက်တော့အားလုံးဒုက္ခရမှာတိခဲကကြောက်တာအဲ့ဒါပဲဒီကောင်ကိစ္စသူ့ဘာသာရှင်းမယ်တဲ့ဟုတ်တယ်ငါရဲ့ တိခတ်ကိုချင်နားလည်းပေးပါနော်တိခတ်လေငါ့အလွယ်သူ့ကိုမမချစ်ပါဘူးတိခတ်ကဂရိပေးပါတယ် तू ကလေမင်းနဲ့တိုက်ရိုက်ပတ်သက်နေလို့သူ့ကိုဘာပြဿနာမှမရှိပဲခဏလေးပေးထားခြင်းလို့ပါနော်ဟုတ်ငါနော်တကယ်ကသူ့လက်နှစ်ဖက်ကိုစုပ်ကန်ကပြောသည်တကယ်ချင်းတွေကခေါင်းရမ်းကခန်းထဲမှထွက်သွားကြ၏သူ့ကိုမော့ကြည့်နေသောချစ်သူမျက်နှာကိုကြည့်ရင်သူသည်ထိုတည်ငှအတွက်ဘာကူမှတည်မရတော့ရင်နာစရာတွင်ရှေ့မှာကျုံတော့ သူကတော့ထိုတည်င်္ဂကိုသာမတ်ပါသည်ချစ်သူမြတ်ရေမဝဲစေရခေါင်းကိုအလိုလိုညှိမိရဲ့သားဖြက်ခါသွား၏ကိုခေါင်းမညှိလင်ချစ်သူမြတ်ရေလိန်ဆင်းလာမည်ဆိုပါကဘယ်ပုရိသကတောင်းခံထားနိုင်မည်နည်းထိုကြောင့်စိုးချိန်လဲရှိကပြောထားမှုသောစကားများကိုသာရင်ကော့ကပြောမိသည်စိတ်ချတိခက်ကိုတိခက်ကိုယုံနေဒီကောင်နောက်ဘရော့မှာဒုက္ခမပေးတော့ထိုနေမနက်ကပက်စံ35ကျပ်သာရှိသည့်အတွင်မျက်စွေကဘဲဥသုံးလုံးနှင့်ထမင်းကိုကြောပါသည် ထိုထမင်းကိုစိုးချိန်မစားတော့တိခန့်နဲ့အတူကြောင်းကိုသွားကာကြောင်းကထမင်းပေါင်းကိုအတူတူစားကြသည်ညကျွန်းသားမှာလက်ဖိဆိုင်ထိုင်ကြသည် ထို့နောက်မိကြချင်းနှစ်ချင်းအတန်းတက်ကြသည်အတန်းတက်ပြီးတော့မှလိုင်ဗရီရှိကခန်းကော်ရန်မှာထိုင်ကြသည်ဒီနေ့အတွက်စိုးချိန်နဲ့တိခတ်တို့၏နှုတ်ဆက်ချိန်လည်းဖြစ်သည်ယင်းနှောင်းကတော့ထိုချိန်မှာပျက်ပျော်ရွှင်ရွှင်စကားတွေပြောကြစားကြနောက်ကြအခုတော့စိုးချိန်ရောတိခတ်ပါပါစကားမှမပြောဘဲထိုင်ကားနိုင်နေမိကြ၏ နောင်နေဟိုလူလိုက်ပုံမနေနော်စကားတန်ကနွမ်းလျာကနေသည်ချစ်သူနာမထိုင်နေရတော့လဲသူ့နှလုံးသားတွေကချစ်သူနာမမရှိမနေ့ဖန်မှာကြေခွေးရမြည်ဖြစ်ရထံသူရောက်ခါနာကျင်နေသည်ငါရဲ့မနေ့ခင်းလေးခဏပါပဲအဲ့ထောင်ကြီးလဲဝမ်းနေမနေပါနဲ့တိခန့်ငါ့ကိုကတိလဲပေးပြီးပြီပဲဟုတ်ပါတယ်ငါအစိမ်မကောင်းတာလဲအဲ့ဒါပဲမဖြစ်တဲ့အခြေအနေကိုညှင်းဆန်လို့မရဖြစ်နေတာကိုပါ မနေ့ပဲမနေ့ပိုင်းကအကြောင်းမလာတော့ဘူးဆင်းတိုင်းကြောမှာပဲလာခဲ့တော့မယ်ဟာငါ့လည်းမဟုတ်တာလာပါငါရဲ့နော်နော်တိခက်ကငါ့ခုံးကိုလက်ကလေးစုံနေတွန်းကခန့်နှွဲ့နှွဲ့ပြောသည်ငါကနည်းနည်းလေးတောင်းမှငဲ့မကြည့်တော့မုန်းလို့တော့မဟုတ်ချစ်သူကိုမြင်ရရင်ဘာကိုမှမသိသူဝမ်းနေခြင်းနေသည်ငါအဲ့မြင်ကွင်းကိုမမြင်ချင်ပါဘူးတိခက်ရာ ငါရဲ့မလာဘဲနဲ့တော့မနေပါနဲ့ဘာပဲဖြစ်ဖြစ်ပလန်မကန်မှာငါရှိနေရဆိုရဲအတိလေးရှိနေတိခက်ကလူလူလုံးချုံနေရလူခံစားရတယ်ငါမရှိရင်တိခက်ကပိုးအားငယ်မှာပေါ့ရင်တော့ကလေတိခက်တငယ်ချင်းတွေကိုရန်အားကိုရာတိလားအခုတငယ်ချင်းတွေနဲ့မရတော့ဘူးငါရှိမှာပဲတိခက်နာမှာနေပြီနော်ဆိုချင်တိခက်ကိုငေးနေမိသည်တိခက်မျက်နှာလေးကညှိုးကနေသည် ချစ်ခြင်းမေတ္တာမှာတခုခုတော့မှားရနေသည်ဟုသူခံစားရသည်ချစ်၍အဝေးပြေးခြင်းသူနှင့်ချစ်၍အနာမှာရှိခြင်းနေသူနှစ်ဦးထူးခြားစွာဆန့်ကျင်နေကြသည်ဆိုချိန်လေးနက်စွာစဉ်းစားကြည့်တော့သူတို့ချစ်တွေနှစ်ခုစလုံးကမိမိကိုဘ호ပြုကစဉ်းစားနေတော့ရရတာဖြစ်သည်ကိုအတာအတွက်ကိုဖြစ်ချင်တာတွေကိုဦးစားပေးနေတယ်ဆိုတာကိုတွေးမိသည်နှင့်စိတ်ထဲမှာတစုံတရာကိုရှင်းလင်းစွာမြင်လိုက်ရသည်ကိုမှားသွားတဲ့တိက္ခတ် ကိုယ့်အတွက်ကိုကိုအရန်ကြည်လွန်သွားတဲ့စိတ်ချနဲ့ပြန်တိခက်နာမှာကိုရှိမယ်စိတ်ချတိခက်ကပျော်ရွှင်သွားဟန်နဲ့သူ့ပကုံးလေးကိုကောင်းနှင်တိုင်လိုက်သည်ပျော်ရွှင်ကျေနဲ့သွားဟန်နဲ့တူသည် သူ့ကိုယ်သူဘဟုမပြူတော့ပဲချစ်သူအတွက်ဦးစားပေးလိုက်သည်နဲ့တပြိုင်နက်တည်းစိုးချိန်အချစ်သည်ရင့်ကျက်သောမေတ္တာဘက်သို့ပြောင်းသွားသည်မဏ္ဍပန်ချစ်သူနှင့်တခြားယောက်ျားတို့အတူရှိမိကိစ္စကိုလည်းသူရင်ဆိုင်ရဲသွားသည် သူ့ရင်ထဲမှာခုနှစ်ကလား ရင်ပူနေတာချင်းမရှိတော့နေပေးပါငါရဲ့တော့တိခေနာမလေးဒီကောင်ရှိနေရဆိုရလဲခဏပါဖေဖေယုံသွားယုံလောက်တယ်မှာတိခေကိုနားလဲပြီနော်အချစ်တည်မေတ္တာဖက်သူကူပြောင်းသွားလဲအရာရာကိုနားလဲနိုင်စွမ်းရှိသွားသည်ခန္ဓာဤလဲရှိကားသွား၏မြင့်မြတ်စွာလဲခွန့်လွတ်နိုင်စွမ်းရှိသွားလေသည်ဆိုချင်းတိခေလက်ကလေးကိုဆုပ်ကိုင်ကအာရင်ပြင်းနေပြောသည်စိတ်ချတိခေငါအားလုံးကိုနားလဲတယ်တိလား တိခက်သည်ခေါင်းကိုခက်တက်သွင်းညိတ်ခါမျက်လုံးဝိုင်းကလေးတွေငားရင်ခွင်ထဲပြုတ်ကျသွားသွားသည်တိခက်ရင်ထဲမှာတော့အချစ်ကအချစ်ဖြစ်ပဲရှိနေသေးဟန်တူ၏အချစ်ကမေတ္တာပဲသူကူပြောင်းသေးဟန်မတူပါသူ့တပေးမှာလက်ဆောင်တခြင်းကိုခက်တူတူကြီးကရွှေမြူစွာဖြင့်လိုက်လာတော့တိခက်ကိုတစ်ချက်ငဲ့ကြည့်၍ရွှေဖုံးအကြီးကျယ်ကျဉ်နေနေသည်အရင်နေ့တွေတုန်းကလိုမှုန်ကုတ်ကုတ်ခက်ဆောင်ဆောင် မျက်နှာပေးမျိုးတိခက်ထံမှမတွေ့ရတော့ ဒီလိုအခြေအနေကလေးပေတော့သူ့ရင်ထဲမှာရှိတာတွေကိုဖွင့်ပြထားခြင်းသည်တိခတ်ကိုအခုလိုလိုက်ပို့နေခြင်းသည်တိခတ်နဲ့နှီးဆက်ခြင်းနာယဉ်နှီးခြင်းနာတစ်ခုတည်းမဟုတ်တန်ရောစဉ်ကလေးတွေပြန်လှန်ကလည်းရခြင်းသေးသည်နားလည်မှုကလေးတွေကိုစည်းထားခြင်းသေးသည်တိခတ်လေးကံမောင်ပေါ်ရောက်ရင်ဟိုဘက်ခုံတန်းလေးမှာခဏထိုင်ရအောင်နော်အာတိခတ်ပိုက်စာနေပြီးကန်ဒီမှာပဲထိုင်ရအောင်တိခတ်လေးအောင်လည်းပြောချင်နေနဲ့ရှိလို့ပါဟင်ကန်ဒီမှာပဲ တိခက်ကခေါင်းကိုဘယ်ညာခံရန်ကညင်သည် ရွှေဘုံနေနေစိတ်ညစ်ခါသွားသည်တိခက်သည်သူပြောတာနှင့်အမြဲတမ်းဆန့်ကျင်ဘက်နေရာတွင်ရှိတတ်နေကြောင်းတော့သတိပြုမိတာတော့ကြာပြီဖြစ်သည်ကဲဒါဆိုလဲခန်ဒီရင်ထိုင်မပြီးမှသွားမယ်လေကန်နီးထိုင်ပြီးတာနဲ့အတန်းတရာတော့မှဂရမအောင်ဆုံးချိန်ကမိကြခြင်းရေးကြည့်တယ်ရွှေဘုံလူဆိုတဲ့သူကလည်းတခုခုကိုလှုပ်ချင်ပြီဆိုရင်မရမကလောက်တဲ့ကြောင်းဒီကောင်မလေးကိုတချီတမောင်းတော့ပြထားဦးမှာပဲဟုစိတ်ထဲတွင်မောင်းတင်လိုက် ကောင်းပြီလေဒါဆိုတိခက်လေးအတန်းသွားတက်ပေါ့ကိုစောင့်နေမယ်အတန်းပြီးမှပြောကြတာပေါ့ဟာစောင့်နေပါနဲ့နောက်နေတွေလည်းပြောလဲရတာပဲဟာမြာဘူးတိခက်လေးကိုကတပတ်မှနှစ်ရက်ပဲတိခက်လေးနဲ့တွေ့ဖို့ချိန်ရတာဒီနေ့မပြောနိုင်ရင်တပတ်တိတိပြန်ဆောင်ရမှာတိခက်လေးလောက်ဆရာရှိတာလောက်ပါပြီးရတီကိုစောင့်မယ်ဒီနေ့တနေ့လုံးချိန်ပေးဆိုလဲရတယ်တိခက်ကဘာမှပြန်မပြောမျက်နာတော့အတော်ဦးစားသွားတာကို တွေ့ရသည် တိခက်ကသူ့ကိုဥပခက်ကခွင့်ပြုထားသောအကြောင်းလိုက်ပို့ရန်ကိစ္စကလွဲပြီးဆက်ဆံစီခြင်းပုံမရထိုအကြောင်းကိုတွေးမိတာရွှေဖုံးလူတော်ကံမိသည်သူဟာဖက်ဖက်ကပြည့်စုံသော လူငယ်တယောက်ဆိုတာမြင်ယုံနှင့်သိသား၏သူကသာလို့ရှိလေမိဘတွေကကြည်ပြူခွင့်ပြုသော သူကိုယ်တိုင်ကလည်းရွှေမျိုးလိုလားစွာနှင့်ကယူကရင်စကားလေးတွေပြောတတ်သောမိန်းကလေးမျိုးမရှာပါနေ့စဉ်တွဲခြင်းလည်းနေ့စဉ်တယောက်ပြီးတယောက်ရနိုင်တာသိကြသည်သို့တော်သူကဒါမျိုးတွေကိုစိတ်ဝင်စားခဲ့ ူကထူးဆန်းစွာတိခက်ကိုမှစိတ်ဝင်စားသည်တိခက်ကသူထင်တယ်လို့ဖြစ်မလာတော့ခါဆိုတော့မာနာကလေးလောက်တော့သူ့ထံမှဝင်လာခဲ့၏ကဲအခုပါတက်နိုင်တယ်လေတိခက်လေးကျောင်းထဲကိုမဟုတ်တော့လဲကံမာမော်တို့ရောက်ရင်းရောက်ချင်းသူကားကိုဆက်တက်လိုက်ပြီးဒီနေ့သူ့နယ်ဘေးတွင်ရှိနေသောဟန်ဖုန်းကအတန်မီလာသည် သူကခက်သက်သွက်ဟန်ဖုန်းကိုပြန်ထူရင်တကားလောက်ကိုဖွင့်မပေးဘဲနေလိုက်သည်သူထန်လာသော ဖုန်းကမနေ့ကဈေးစကားမပြတ်သေးသောအရောင်းဝယ်ကိစ္စကို သူ့အတွင်းရေးမှုမှလေကလှမ်း၍အစီရင်ခံခြင်းသာဖြစ်သည်။သူကတိတ်ဆိတ်ဝင်စားသောကိစ္စလည်းမဟုတ်။စကားတစ်ခုနှစ်ခုနဲ့ပြီးနိုင်တော့လဲတိခက်ရှိရင်မို့သူကစကားကိုအထက်စီးရအောင်ပြောကာရှေ့အောင်လှမ်းထားလိုက်သည်။တိခက်ကလည်းတကားဖွင့်ပေးဖို့ဘာညာမပြောသူ့နဘေးမှာငြိမ်နေသည်။ကားတွေကလှမ်းကြည့်လိုက်တော့ပတ်ဝန်းကျင်ကကားထိုးရက်ပြီးဆင်းမလာသေးတော့သူကိုလူတွေကထူးဆန်းစွာစောင့်ကြည့်နေတာမြင်ရသည် ရွှေဖုံးလူကြီးနဲ့ကသွားရင်တိတ်ခက်လေးကို သူ့နိုင်တာဒါပဲဟုလည်းတိကသွားသည် အေးအဲ့ဒါဆိုငါစီဖုံးပြန်ဆက်အဲငါမတိရဲပါမှမလုံနဲ့ဒီနေ့ငါရုံးကန်းကိုဘယ်ချိန်ရောက်မလဲဆိုတော့မပြောတတ်ဘူးငါကိုရေးကိုရာတွေရှိလို့ဖုန်းကွန်တက်ပဲရှိမယ်တိလားဒါပဲနော်စကားဆုံးတော့ဖုန်းကိုနှပေးမှခြာရင်တိကက်လေးကိုလှမ်းကြည့်ရသည်ကျောဝေးကလေးကိုပိုက်ကသူ့ကိုစောင့်နေရှာ၏ sorry တိကက်လေးကိုရေးတကြီးဖုန်းဝင်လာလို့ကဲကိုလောက်ကိစ္စတွေအလုံးဖြတ်ထားတယ်ဒီနေ့ကိုအချိန်တွေကတိကက်လေးကြီးပဲကဲခုတိကက်လေးဘာလို့မှာပဲ အတက်မဲ့ဒါပဲအဲကန်နီမစင်းတော့ဘူးအတက်မဲ့တက်တော့မယ်โอเคအတန်းပြီးတဲ့ချိန်ထိကိုဒီကပဲစောင့်နေမယ်ပြန်လာခဲ့တော့ဟုတ်ပြီလားစကားခဏပြောယူလေးပါဟုတ်တိကလေးကခေါင်းကိုခြာကနေလှဲ့ကကားတကားကိုဖွင့်သည် သူအလိုက်တင် lock ဖွင့်ပေးလိုက်ပါ၏သုံးခါလောက်ကြိုးစားပြီးတော့တိကက်တကားဖွင့်သားသည်နှင့်တပြန်နေတဲ့တိကက်ကိုမကြည့်တော့ပဲကားအတွင်းမှန်တဲ့ကမြင်နေရတော့ပတ်ဝန်းကျင်ကိုကြည့်တော့သူ့ကားကိုလူတော်များများကငေးကြည့်နေတာတွေ့ရ၏ ူအောင်မြင်ပါသည်ရှင်တန်းမှာလည်းချိန်နဲ့ပီတီဖြစ်ခါသွားသည်နောက်နေ့တွင်မှလည်းဒီလိုပဲကံမောင်ဘော်ကိုကားရဲ့ချိန်တွက်ခါသူ့ထံဖုန်းလန်းဆက်ဖို့တယောက်ယောက်ကိုစီယုံထားရအောင်မြည်ကားကောင်းစားထွက်ရပြီးသည့်နောက်ခဏကြာမှကားပေါ်ကခက်လာလာကောင်မလေးတယောက်ဆင်းသွားသည့်အိဗယ်သည်ပတ်ဝန်းကျင်တွင်အများကြီးတာသွားပါသည်ရွှေဖုံးကလက်ဆောင်သချင်းကိုကျဲပြစ်လိုက်သည်ပြီးတော့မှသူ့ကိုဆက်ဆောင်နေသူများအတွက် တကားကိုတဝဲဟာကသူ့ကိုမြင်နိုင်ုံလူလုံးနဲ့နဲ့ထွက်ပြလိုက်သည်ထိုအချိန်နေသည်တိခက်လေးနှင့်ကန်တီးထိုင်တာထက်ပို၍ထိရောက်မှုရှိမှန်းသူနားလည်သွားပါသည်ဘယ်ကြောင့်ဆိုသောပတ်ဝန်းကျင်မှလူတော်တော်များများကသူ့ကိုဝိုင်းငေးနေကြသောကြောင့်ဖြစ်သည် ဆိုချိန်မျက်ဝန်းထဲတွင်ပြာကားသွား၏တိခက်ကတော့သူတို့ရှိရာဘက်သို့လှမ်းကြည့်ပဲခက်တုတ်တုတ်သွားကနေသည်သူ့ခေါင်းထဲမှာမေးခွန်းချီတစ်ခုကတဝေဝီမိကနေ၏ကားရက်ပြီးတော်တော်ကြာကြာဆင်းမလာနိုင်အောင် သူတို့တကားပိတ်ထားသောကားထဲမှာဘာတွေလုပ်နေကြသနည်းဖျောက်ဆိုးချိန်တကယ်ချင်းတွေကအေးတကြီးလန့်အော်သောစကားသံကို သူသဘောပေါက်ပါသည်အရင်နေ့ထွေတန်းစားလင်းတစ်ခက်ရောဟူကောင်မှထူးခြားကနေသည်မဟုတ်ပါလားသူကောင်ရက်ကလက်ကပြတော့တကယ်ချင်းတွေကဘာကူမှမပြောကြတော့တစ်ခက်ကိုလှမ်းကြီးတော့ကံမောင်မောကရှင်းသွားတာကိုမြင်ရသည်ဟူကောင်ကသူ့နဘေးကတကားကိုခဟဟဖွင့်က ရှေ့ခုံကိုနောက်လှန်ချရင်ညံ့ညောင်းตาရစွာရှိနေသည်ကိုမြင်ရသည် ငါတို့ဘာလို့ရမလဲဆိုချင်အရင်နေ့တွေကထက်တော်ထူးခြားနေတာမှန်ပဲဒါပေမဲ့မင်းတို့ဘာမှမလုပ်ပါနဲ့ကွာတိခက်ကုန်းကဂရိပေးထားတယ်ဒါပဲဘာဂရိလဲဒီကောင်းနဲ့ပတ်သက်လို့ဘာမှမနှောက်ယှက်ပါဘူးဆိုတဲ့ဂရိတကယ်ချင်းတွေ စကားတန်တိတ်ခါသွားသည်မိနစ်30လောက်ကြာတော့အားလုံးထွက်ခါသွား၏ဆိုချိန်ဆုံးဖြတ်ချက်ချလိုက်သည်သူတိခက်နောက်ကိုမလိုက်တော့ဒီနေရာကနေပဲဒီကောင်းကိုစောင့်ကြည့်နေမည် ကတော့ဝါကစောင့်နေတော့ဖြိုင်းကိုထပ်ဆောင်ကြည့်နေခြင်းအပြင် သူ့အတွက်အကျိုးမယုံနိုင်ခေတ္တပုံမြင်တပုတ်ကိုတောင်ရခြင်းရအောင်မည်တဏှာဤခွဲလောက်မှာဒီကောင်ကားပေါ်ကစင်းကားရှိမှာသူ့ဟန်ဖုန်းကလေးနဲ့စကားပြောနေလိုက်သေးသည်ကျောင်းသူတော်တော်များများကလည်းစတိုင်လက်ရှိရုပ်ရည်ကလည်းမိတော့နေထိုင်ကလည်းထူးခြားတော့ဒီကောင်ကိုစိတ်ဝင်စားကြသည်ခဏလောက်ကားပေါ်ပြန်တက်ကကားတကားတစ်ချက်ကိုဖွင့်ရင်းနေသေး၏နောက်ထပ်ခဏကြာတော့ဒီကောင်ကသူနဲ့ မလန်မကန့်မှရှိသောကန်နီဆိုင်တဲသို့ပင်ကခောက်ဆွဲကြောတပွဲတံမြားဤတစ်ခွက်ကိုမှာသည်ကျောင်းထဲကခဲဟော့ဟော့ကောင်မလေးတွေကဒီကောင်နဲ့မလန်မကန့်မှထိုင်ရင်းစကြပြောင်းကြသည်ဒီမြင်ကွင်းကိုတစ်ခတ်နေသူတူတူသာကြည့်ရရင်ကောင်းလေစွာဟုစိတ်ထဲမှာတောင့်တမိသို့တော်ဒီကောင်ကသူ့ကိုစသောကောင်မလေးတွေကိုနည်းနည်းမှကယူမဆိုင်ရှိသည်ဟုဝင်မထင်ခောက်ဆွဲကြော်ကိုတီကောင်ကြော်ထားသလိုမရေတရေလန်ကတစုံနှစုံသာစား၏။နှမျောလိုက်သည့်မြင်ကွင်း တန်မြာရီကိုတော့ကုံအောင်တောက်ခါကြီးတို့လည်းမရောက်နေတော့တောင်းတကောင်လိုနေနေလေသည် သူ့ကိုအေးပေးကစမိတော့ကာမလေးတွေလည်းမကြေမနက်ဖြစ်ခါထွက်ခါသွား၏ဒီတော့မှဒီကောင်ကပက်ဆန်ရှင်းကကားပေါ်ပြန်တက်၏ထုံးစံတိုင်းကားရှိတကားတစ်ချက်ကိုဖွင့်ထိုင်ကုံကနောက်လှန်ချကဇင်းရှိရှိနှက်ခါနေသည်စိုးချိန်ရှိကဇဝဲပေါ်မှာ ဆက်လက်ပြားတွေရှောက်ခါနေသည်တကယ်ချင်းတွေတောက်သားတော်လက်ဖြစ်ရွက်နဲ့သူ့လက်ဖြစ်ရွက်ကလည်းတွေ့ချောက်ကအရင်ရင်ထားနေပြီဒီကကားကိုလည်းလေးခါလောက်ပတ်ခါလေးလာပြီးပြီအဲကုန်းကိုဖွင့်ကတချင်းတန်ညင်ညင်ကလေးနဲ့ကားပေါ်မှာနားနေတော့ဒီကကို မကြည့်ရဲကြည့်ရဲကြည့်ပြီးခုနကထိုင်နေသောဆိုင်ထဲတို့သာစိုးချိန်ဝင်လာရသည်ဘာသာမှမစားရသေးသောစိုးချိန်အတွက်ဒုတိယမြောက်လက်ဖြစ်ရွက်ကရှေ့ကိုရောက်လာသည် ထုံးစံတိုင်းလက်ဖြစ်ရွက်တွေကတပောက်ပောက်ပောက်ွယ်လျက်ရှိ ဒီကောင်ရင်နေတွေကလို့တိခက်ကိုပို့ပြီးဘာကြောင့်ပြန်မသွားတာလဲဆိုတော့မိခွန်းတွေကစိုးချိန်ရင်ထဲမှာလက်ဖက်ရင်မြုပ်တွေလိုပဲပောက်ွယ်လျက်ရှိသည်ဟောတိခက်လာပြီတိခက်ကသူ့တငယ်ချင်းတွေအစုံနဲ့လာတော့လဲသူ့ရှိရဘက်သူအနေငယ်များလှဲ့ကမကြည့်ဒီကောင်ကားနဲ့ကလန်လန်းကိုရောက်တော့တိခက်ကကားနာသူ့တိုးကက်ခါသွားတိုင်းသူ့နှလုံးသားကမိကွန်းတစ်ခုနားမလည်ဘူးဘောင်များစွာနှင်းပိုး၍တင်းကျပ်ခါသွားခဲ့ရသည် တစ်ခက်ဒီကောင်အနာသူရောက်ခါသွား၏ဒီကောင်ကရွှေမြူးစွာသူ့ကားရှိကမ်းမှခုံစင်းကချလာသည်စိုးချိန်နောက်ဆုံးမြင်လာရသည့်မြင်ကွင်းကတစ်ခက်နှင့်ဒီကောင်ကားတစ်ပေးမှရက်စကားပြောနေသည့်မြင်ကွင်းသာဖြစ်သည်စိုးချိန်ကောင်းမုံလိုက်ခင်ကလေးမှခက်ပါပါထက်မြင်လာရသည်ကသူတို့နှစ်ဦးပေးကိုဖြတ်ကျော်ယုံနေမကသူတို့ကိုပါခဏစကားရက်ပြောနေသော အောင်ခက်နှင့်မျက်စွေတို့ကသာဖြစ်လေသည် ီပိုင်းကတော့ဆရာနီကူရဲ့တိခန့်ကပထမပိုင်းစာအုပ်ရဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်။နောက်ထပ်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ။